26ကြိမ်မြောက်တာမန်တနင်္ဂနွေနေ့ရှင်လူကအေယုန်ကလေးကျမ်းအခန်းကြီး16အခန်းငယ်19မှ31တခါကခရမ်းရောင်ပိတ်ချောထယ်များကိုဝတ်ဆင်းလျက်စားတော့ပွဲကိုနေ့စဉ်ခမ်းနားစွာ ကျင်းပ၍စည်းစိမ်ခံစားတတ်သောတထေးတူရှိသူ၏အိမ်တကားအနီးတွင် လာဇရုအမည်ရှိသောတရောင်းစားတစ်ယောက်သည် အနေစိမ့်များနှင့်တကူလုံးပြည့်လျက် လဲလျောင်းနေလေ၏သူသည်တထေးစပွဲမှကြသည်စားเสียအပိုင်းစာများကို စားခွင့်ရရန်အလိုရှိခဲ့၏ထို့အပြင်ခွဲတို့သည်လည်းလာ၍သူ၏အနှစိမ့်များကိုရက်ကြ၏ထိုတရောင်းစားသေးဆုံးသောအခါကောင်းကင်တမန်တော်တို့သည် သူကိုအာဗြဟံ၏ရင်ဝင်သို့တည်ဆောင်သွားကြ၏တထေးသည်လည်းသေဆုံး၍တကြွချင်းခံရ၏သူသည်မရဏနိုင်ငံ၌ပြင်းထန်စွာ တန်ခံနေရစဉ်အထက်သို့မော်၍ကြည်လျင်အဝေး၌အာဗြဟံကို၎င်းအာဗြဟံ၏ရင်ခွေ၌လာဇရုကို၎င်းမြင်လေ၏ထိုအခါသူက"ဦးအဖအာဗြဟံအကျွန်ုပ်ကိုတနာတော်မူပါအကျွန်ုပ်သည်ဤမိရှံထဲ၌ပြင်းထန်စွာတန်ခံနေရပါသောကြောင့်လာဇရုသည်သူ၏လက်ချောင်းများကို ရေတွင်နှိပ်၍အကျွန်ုပ်၏ရှာကိုအေးစေခြင်းကသူ့ကိုဆေလွတ်တော်မူပါ"ဟု အော်ဟစ်အတနာခံလေ၏ သို့သောအာဗြဟံကငါသာတင်အသက်ရှင်စဉ်အခါကစီးစိမ်ချမ်းသာခံစားခဲ့ရသည်ကို၎င်းလာဇရုဒီကဆင်းရဲဒုက္ခခံခဲ့ရသည်ကို၎င်းတတိယလောယခုမှမူသူသည်နှစ်သိမ့်ချင်းခံရ၍တင်းသည်ပြင်းထန်စွာဒဏ်ခံရပြီထို့အပြင်ငါတို့နှင့်တင်းတို့အကြားတွင်နှစ်ဆိုင်သောကြောက်ကြီးတစ်ခုကိုထားရှိသည်ဖြစ်၍ဤနေရာမှတင်းဘက်သို့၎င်းတင်းတို့နေရာမှငါတို့ဘက်သို့၎င်း ကူးဖြတ်လိုသူတို့သည်မတတ်နိုင်ကြဟုပြန်ပြောလေ၏ထိုအခါသူကအဖဤသို့ဖြစ်လင်လာဇရုကကျွန်ုပ်၏အဖအိမ်သို့ဆ ెల ုပါရန်တောင်းပန်ပါသည်အကြောင်းမူကားကျွန်ုပ်တို့ညီငါးယောက်ရှိ၍သူတို့သည်လည်းဒဏ်ခံရမည်ဤအရသို့မရောက်ကြစေခြင်းကလာဇရုသည်သူတို့ကိုသတိပေးနိုင်ပါသည်ဟုဆို၏တို့ရတွင်အာဗြဟံကသူတို့၌ မိုးဆက်နှင့်ပရောဖက်များရှိကြ၏ထိုသူတို့၏စကားကို သူတို့နားထောင်ကြပါစေဟုဆို၏ထိုကသူက ထိုသောမဟုတ်ပါအဖအာဗြဟံသေလွန်ပြီးသော သူတို့ထဲမှတယောက်သည်သူတို့ထံသို့သွားလိမ့်မူသူတို့သည် နောင်တရကြလိမ့်မည်ဟု ဆိုပြန်၏အာဗြဟံကလည်းသူတို့သည်မိုးဆက်နှင့်ပရောဖက်တို့၏စကားကို နားမထောင်လင်သေလွန်သူတို့ထဲမှတစုံတယောက်ထမြောက်လာတော်လဲသူတို့ယုံကြည်ကြလိမ့်မည်မဟုတ်ဟု၍ သူအားဆိုသည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း The divine reversal ဖျားသခင်ကပြောင်းပြန်ဖြစ်အောင်ပြန်လဲပြုပြင်ပေးလိုက်ခြင်းဒီနေ့ကျွန်တော်တို့ထောက်ရှိရတဲ့ခန်းကြီး16ဒီနေ့ကျမ်းပိုက်တွေကိုခန်းကြီး6ခန်းငယ်20မှာရှိတဲ့မင်္ဂလာနဲ့အမင်္ဂလာ အကြောင်းများကိုပြန်လည်ပြီးဖော်ပြတဲ့ကြမ်းများဖြစ်နားလည်ဖို့လိုအပ်ပါတယ်ဆင်းရဲတယ်ဒါပေမဲ့ဖျားသခင်ကပြန်လည်ပြီးမင်္ဂလာရှိတဲ့သူဖြစ်တင်မြောက်ပေးတယ်သူရဲ့တင်မြောက်ခြင်းဟာရိုးရိုးနှုတ်နဲ့အစွမ်းမရှိတဲ့စကလုံးအနေနဲ့တင်မြောက်ပေးတာမဟုတ်ဘဲတကယ်အဖြစ်မှန်သူကိုယ်တိုင်ဆင်းရဲသူဖြစ်ခံယူပြီးထတ်တူပြုပြီးဒီဆင်းရဲတဲ့ ဒုက္ခရောက်နေတဲ့ပုံကောင်များကိုပြန်လည်ပြီးမင်္ဂလာရှိစေခဲ့တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့မှတ်သားထားရမှာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ထောက်ရှုခြင်းကိုဘုရားသခင်ကပြန်လဲပြောင်းပြန်ဖြစ်အောင်ပြုပြင်ပေးခြင်းဆိုပြီးကျွန်တော်တို့ကောင်းစဉ်တက်ပြီးထောက်ရှုကြတာလည်းပဲဖြစ်ပါတယ်တထေးတယောက်ဆင်းရဲသားတယောက်စသည်ဖြင့်ဇက်ကောင်များကိုဖော်ပြထားခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီပုံကောင်တွေဟာတတိပုဂ္ဂလပုံကောင်တွေမဟုတ်ဖဲနဲ့ ဒီလိုပြုမှုကျင့်ကြံတဲ့နေထိုင်တဲ့သူများအားလုံးကို ဖော်ပြနေတဲ့ပုံစံအမျိုးအစားတွေကိုစားပြုနေတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ဆင်းရဲတဲ့အပယ်ခံတဲ့သူတို့ဆင်းရဲဒုက္ခဝေဒနာကိုကဘာကနေပြီးမသိတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်။ဒီလိုပဲချမ်းသာကြွယ်ဝခြင်းမှာစည်းစိမ်ခံစားပြီးလိုအပ်ချက်အထူးသဖြင့်ကိုယ်နာအနည်းကလူများရဲ့လိုအပ်ချက်ကိုတော့မှ ိုချင်းစာစိတ်နဲ့မသိတဲ့မမြင်တဲ့လူတွေပုံကိုယ်တွေအများကြီးရှိပါတယ်ဒါကြောင့်ဒီအုပ်စုတွေကို ကိုစားပြုဖော်ပြပေးနေခြင်းဖြစ်ပါတယ်အဓိကကတော့ဒုက္ခဆံရမှာပဲဖြစ်ဖြစ်ဒုက္ခခံတဲ့နေရာမှာပဲဖြစ်ဖြစ်ဖျားသခင်နဲ့အဆက်မပြတ်ဖို့အထူးသဖြင့်ကိုယ့်နဲ့နှိဆက်တဲ့လူတွေနဲ့အဆက်မပြတ်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ဒါဟာပညာတော်တွေနဲ့ပရောဖက်ကျမ်းတွေကသွန်သင်ထားတဲ့အနှစ်ချုပ်အနည်းနာမှာလိုအပ်တဲ့ပုံကိုများကို ဝေမျှရမယ်ဆိုတဲ့အချုပ်သွန်သင်ချက်လည်းပဲဖြစ်နေပါတယ်။စီးစိန်ဥစ္စာပစ္စည်းများဟာမကောင်းဘူးလို့မဆိုလိုပါဘူး။သူတို့ကြီးပဲဆိုရင် ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းတယ်လည်းမဟုတ်ဘူး။သို့တော့ဒီအရာများကိုခံစားနေရင်နဲ့ဒီအရာများရဲ့လောင်ပိတ်ခြင်းကိုခံရကအနေနာကလိုအပ်နေတဲ့သူများရဲ့လိုအပ်ချက်ကိုမသိတဲ့ကိုချင်းမစားတဲ့သူများအဖြစ်ကို ရောက်ရှိသွားစေတာဖြစ်ပါတယ်။ဒုက္ခခံရတဲ့အဖွဲအစုမှာ အတန်းစားထဲမှာကျွန်တော်တို့ရှိနေတဲ့ဆိုရင်လည်းပဲအားမငယ်ဖို့ဖျားသိငင်းကအားပေးနေခြင်းဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တွေအမြဲအတူရှိပါတယ်ခုနပြောခဲ့သလို သူကိုယ်တိုင်ဆင်းရဲသူဒုက္ခခံရသူ အပယ်ခံရသူ သူများရဲ့လစ်လူရှုခြင်းခံရသူအဖြစ်အဖြစ်ကိုရယူခဲ့တာဟာပုံမြင်မဟုတ်ပါဘူးတကယ်အဖြစ်မှန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ဒီခါမှာလည်းပဲသူဟာဆင်းရဲသူအဖြစ်နဲ့နေရာတိုင်းကဘာနာမှာတည်ရှိလျက်ရှိပါတယ် စီစဉ်ဥစ္စာ ချမ်းသာခြင်းများဟိုအရှံပဲခံစားရုံသာမကနှလုံးသားကလည်းမကြောနေတာသူ့ရဲ့ပြဿနာဖြစ်ပါတယ်သူ့ရဲ့စီစဉ်ချမ်းသာကြွယ်ဝခြင်းဟာ သူ့ကို စာနာစိတ်ကိမဲ့စေခဲ့ပါတယ်ပညာတော်များနဲ့ပရောဖက်တို့ရဲ့တတိပေးမှုကိုလစ်လျူရှုစေခဲ့ပါတယ်ပညာတော်များနဲ့ပရောဖက်တို့ရဲ့အဓိကသုံးသင်ချက်ကတော့ဒုက္ခရောက်နေသူဆင်းရဲသူများကို မျှဝေ ခံစားခြင်းပဲဖြစ်ပါတယ် ဒီချက်ကိုသူတို့တွေလည်လူရှုနေတာဖြစ်ပါတယ်ဘဝမှာဒုက္ခရောက်ချိန်မှာဖျားကိုပို့ပြီးတန်းတားသလိုဖျားနဲ့ပို့နေတဲ့အချိန်တွေဖြစ်သလိုဒုက္ခခံစားချိန်တွေမှာ ကြတော့ဖျားကိုမေ့ရအကြောင်းကို့အနီးနားကလိုအပ်တဲ့သူအများရဲ့လိုအပ်ချက်ကိုလည်လူရှုစရာအကြောင်းစာနာစိတ်ကိမဲ့စရာအကြောင်းတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီလိုမျိုးချမ်းသာကြွယ်ဝခြင်းကိုတရီထားကြရမှာလည်းပဲဖြစ်ပါတယ်မာရဏနိုင်ငံနဲ့ရောက်ပြီးတာတောင်မှ ီပုဂ္ဂိုလ်ဟာသူ့ရဲ့အထက်စီးဆန်တဲ့စိတ်ကမပြောက်သေးတာကိုတွေ့ရပါတယ်။အပေါ်စီးကနေပြီး လာဇရုကိုလှုပ်ပေးပြီးသူ့ရဲ့ရှာကိုအေးမြစေဖို့အတွက်လှုပ်ခိုင်းတာကိုတွေ့ရပါတယ်။လာဇရုကိုသူ့ကြုံဖြစ်မှတ်နေသေးတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်စီစဉ်ဥစ္စာများခံစားရတဲ့အချိန်မှာအထူးသတိထားကြရပါလိမ့်မယ်။ဆင်းရဲနေချိန်မှာလည်းပဲစိတ်ပြည့်စရာမလိုပဲဖျားသခင်ထင်းရသားတို့နဲ့အပေကံတို့နဲ့ အစေအမြဲအတွင်းကြကြထတ်တူပြုလျက်ရှိတယ်အတူပါရှိတယ်ဆိုတဲ့အချက်နဲ့အာယူကြမှာလည်းပဲဖြစ်ပါတယ်ဖျားသခင်ဟာဘုံကုံလုံးနဲ့ပြေဝတဲ့ဒုက္ခဆံရမှာပင်ကိုရထာဝရင်ထာဝရတည်ရှိနေတဲ့ပုံကိုဖြစ်တော်လည်းပဲဒုက္ခခံတဲ့လူတွေနဲ့ထတ်တူပြုခဲ့တဲ့လူဖြစ်ကိုယူပြီးဒီဒုက္ခကြားတွေကိုဝင်လာခဲ့တဲ့ပုံကိုလည်းပဲဖြစ်နေပါတယ် အဓိကတော့ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဖျားသခင်နဲ့အဆက်အသွယ်မပြတ်ဖို့ပဲဖြစ်ပါတယ်ကိုယ်အချင်းချင်းအဆက်အသွယ်မပြတ်ဖို့ပဲဖြစ်ပါတယ်ပထမကြမ်းမှာကြတဲ့ Israel တွေဒုက္ခရောက်တော့မဲ့အချိန်ဘေးနာကတိုင်းနိုင်ငံတွေကချိန်ချောက်လာတော့အန္တရာယ်ရှိနေတဲ့အချိန်မှာတော့မှဒီသူတို့ရဲ့အမျိုးသားရေးကိုမေ့လောက်အောင်သူတို့ဟာကိုချင်းစာနာစိတ်ကဲမဲ့ပြီးစီးစိမ်ဥစ္စာပေါ်မှာပဲတွယ်ဖက်ခါ တို့စီးတဲ့ဥစ္စာများရဲ့အကျဉ်းသားများအဖြစ်ရောက်ရှိလျက်နေတဲ့ဆိုတာကို prophet ကသတိပေးထားတာတွေ့ရပါတယ်ဒုတိယကြမ်းမှာဆိုရင်လည်း good fight faith ယုံကြည်ခြင်းကိုတိုက်ပွဲအဖြစ်ပုံဖော်ထားပါတယ်ဒီတိုက်ပွဲဟာကောင်းမွန်တဲ့မြင့်မြတ်တဲ့တိုက်ပွဲဖြစ်ပါတယ်ခက်ခဲလဲခက်ခဲမှလည်းပဲဖြစ်ပါတယ်ဒါပေမဲ့သေချာတာတစ်ခုကတော့ဖျားသခင်ဟာကျွန်တော်တို့နဲ့အတူရှိနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်အထူးသဖြင့်ဒုက္ခရောက်ခြင်းအကာအကွယ်မဲ့ခြင်း နှိမ့်ဆက်ညှဉ်းပန်းခံရခြင်းတလောကလုံးကလစ်လျူရှုခြင်းကိုယ့်ကိုအကူအညီမပေးတဲ့အချိန်မှမှလည်းပဲသူဟာကျွန်တို့နဲ့အတွင်းသက်အကြဆုံးနေရာမှာခိုင်မာစွာတည်ရှိနေတယ်ဆိုတဲ့အချက်ဟာကျွန်တို့ယုံကြည်ရာအချုပ်ဖြစ်နေပါတယ်။ဒါကြောင့်ဒီယုံကြည်ရာချက်ကိုစွဲကင်ထားဖို့ဒုတိယကျမ်းကလည်းပဲညွှန်ပြထားပါတယ်။ကျွန်တော်တို့ကိုအားပေးထားတာကိုတွေ့ရပါတယ်။ ဖျားသခင်ကပဲဒီလိုအခြေအနေမျိုးကိုပြန်လဲပြီးပြောင်းပြန်ဖြစ်အောင်ပြုပြင်ပေးလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်ဟာကျွန်တော်တို့ထဲမှာစွဲမဲသွားရှိနေတဲ့ဆိုရင်ဘဝအခက်အခဲဘလောက်ပဲကြံတန်းပါစေ၊ကုညီဘလောက်ပဲမဲ့ပါစေ၊ဘလောက်ပဲလစ်လျူခံရပါစေ၊ဘယ်လိုပဲလောကဓာတ်နေအတိုက်ခိုက်တွေခံရပါစေကျွန်တော်တို့ဘဝဟာ အာအင်းနဲ့ပြေဝနေမဲ့ဘဝပဲဖြစ်ပါတော့တယ်။ဆင်းရဲသောသူတို့ဒီမင်္ဂလာရှိဆိုတာဟာ ်ဆေးရန်သားတွေနဲ့သူအမြဲရှိတယ်ဆိုတဲ့ကတိတော်လည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်ကိုဆွေးမဲစွာယုံကြည်ဆက်လက်ပြီးစူးစမ်းရုံးကန်ကြပါစို့။